အားလုံးပဲမင်္ဂလာပါ audio board တိုင်းရာရီအစီအစဉ်မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတိတ်ပံမောင်ဝါရဲ့ဘာထုံးဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုခန်းစားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘာထုံးဘာထုံးသည် အသက်73နှစ်ခန့်ရှိ ရုံးသူနှစ်ကြိမ်မြောက်ရောက်ခဲ့လေပြီပထမအကြိမ်ရောက်ခြင်းကလုံကြီးကိုခိုးသောကြောင့်ဖြစ်လေသည် ပြစ်မှုထင်ရှားလေရာကအပြစ်ရှိဟုတရားသူကြီးကအမိန့်ချမှတ်၏သို့သော် အသက်ရွယ်ငယ်သေးသည့်တကြောင် ခိုးသောပစ္စည်းမှာအဖိုးများစွာမထိုက်သည့်တကြောင်တို့ကြောင့်တရားသူကြီးကဘာထွန်းအားဆုံးမ၍လွတ်လိုက်လေသည်ထိုအခါဘာထွန်းမှာအသက်၁၁နှစ်ခန့်သာရှိသေး၏ထို့နောက်၂နှစ်ခန့်ကြာပြန်သောအခါသခိုင်းနေဗန်ဝင်းထောင်မင်းယုံတို့ပင်ဘာထွန်းရောက်ရပြန်၏ဤအချိန်ရောက်ချင်းကမြင်းမူတွင်ဆယ်ပြည့်ကိုးကွယ်ထားသော ရှင်ဥပဂုဒ္ဒကျောင်းဆောင်တွင်၌လူထားသည့်ပကံပန်းအိုကြီးသည့်အစရှိသော စ္စည်းများနဲ့အိန္ဒိယတွင်လှမ်း၍ထားသောစွတ်ကြဲအင်ဂျင်တစ်ထည်ကိုခိုးသောကြောင့်ဖြစ်လေသည် အမှုကိုခေါ်လိုက်ရာ ပလိတ်သားနှစ်ယောက်တို့သည်ဘာထုံးအားလက်ထိပ်ဖြင့်နေပိုင်ရှိသူခေါ်ဆောင်ခဲ့ကြ၏ဘာထုံး၏ပုံမှန်သဏ္ဍာန်ကအသားနက်နက်ကရုံးပြောင်ပြောင်နှရွက်ကားကားနှာရန်ပေါ်ပေါ်ကိုလုံးခတ်ထွားထွားခက်ခန်ခန်ဖြစ်လေသည်ကလားကလေးနှင့်ခက်ဆင်ဆင်တူ၏ပါးနှင့်နှရွက်တို့ဆက်ဆက်ရာတွင်ခက်ကားကားနေလေသည် ။ဤအချက်က သူတကားထက်ထူးခြားသောအချက်ပေသည်။ဘာထွန်ဝစ်စားထားသည်က အလွန်ညှထေးသော အင်ဂျီအလွန်ပေရစုပ်ပြတ်နေသောနန်းငယ်ပိုင်းကလေးတို့ဖြစ်လေသည်။တရားသူကြီးလည်းတရားလိုတက်သည်များကိုစစ်စစ်၏။တက်သည်ကံပစ္စည်းများဖြစ်သော ကြီးစီဖန်ကွက်ပကံတို့ကိုတပဲ၆ပြားဖြင့်ဘာထွန်ထံမှဝယ်ယူကြကြောင်းထွက်ဆိုကြလေသည်။ဘာထုံးဤလက်မှာပင်စွတ်ကျဲအင်ကြီးကို တွေ့မြင်ရကြောင်းထွက်ဆိုကြ၏တရားသူကြီးက ဘာထွန်းအားစစ်စည်းမင်းမြန်းသောအခါအစိုးရတပ်တေကံပစ္စည်းတို့မှပိုင်ရှင်မရှိဟု၍ထင်မှတ်သောကြောင့်ယူမိကြောင်းထွက်ဆိုလေသည်တရားသူကြီးကတရားလိုတပ်တေများအားစစ်စည်းနေသောအခါ၌၎င်းမိမိအားစစ်စည်းမင်းမြန်းနေသောအခါ၌၎င်းဘာထွန်းသည်ကြောက်ရွံ့ခြင်းလည်းမရှိဝမ်းနည်းခြင်းလည်းမရှိတုန်လှုပ်ခြင်းကိုလည်းမပြပဂရိအတိုင်းအမှုမဲ့အမှတ်မဲ့နေလေသည် အမှုပြီးဆုံးသွားသောအခါ တရားသူကြီးကစီရင်ချက်ကိုဘာထွန်းအားဖတ်ပြ၏အခြားတရားခံတို့မူကားဤအခါမျိုးတွင် ကြောက်ရွံ့သောအမှုအရာထိတ်လန့်သောအမှုအရာတို့ကိုပြကြလေသည်ဘာထွန်းမူကားမတုံမလုံဂယုမဆိုင်တကဲ့သို့နေ၏အမှုကိုလာရောက်ကနားထောင်နေကြသောသူတို့မှဘာထွန်း၏မတုံမလုံနေသောအမှုအရာကိုမြင်ရလျင်အံ့ဩပြေမဆုံးအောင် ဖြစ်နေကြကုန်၏ဤကဲ့သို့မတုံမလုံဂယုမဆိုင်နေနိုင်သည်မှာယဟန္တာသူတို့ကောင်းကဲ့သို့ ဒုက္ခဒုက္ခတို့ကို အမှုမထားသောသူတော်လည်းဖြစ်ရမည်။တူဒီမဟုတ်အလွန်မိုင်းိုင်းဆိုးရသောတခိုးစိတ်ဓမြစိတ်ရှိသောအမှုမျိုးနှင့်ကြုံကြိုက်လျင်တုံလုံချင်းဖြစ်မိသာသည်။ဓမြလူတတ်မှုတို့နှင့် တရားဆွဲခံနေကြရသော လူမိုက်လူဆိုးများပင်လျင်မိမိတို့အပေါ်၌စီရင်ရချသောအခါများတွင် တုံလုံကြသည်ဤအခါမျိုး၌မတုံမလုံနေနိုင်သည်မှာအံ့ဩစရာကောင်းလာပေသည်။ တရားသူကြီးဖတ်ပြနေသောစီရင်ချက်လဲဆုံးလူနေပြီ။ဘာထွန်းလဲရခင်ကအတိုင်းမင်းမတုံမလုံနေ၏။စီရင်ချက်ဆုံးသောအခါចောင်းဆောင်မှပစ္စည်းများမှပိုင်ရှင်မရှိသောကြောင့်အပြစ်မရှိ။ခိုးရာမမြောက်လှန်ထားသောစွတ်ကျဲအင်ဂျင်ကိုယူသောကြောင့်သာခိုးရာမြောက်သည့်ဖြင့်အပြစ်ရှိသည်ဆိုက နောင်အခါကောင်းမွန်စွာနေထိုင်ရန် ဆုံးမ၍လွတ်လိုက်လေသည်။ဤသို့လွတ်လိုက်သောအခါများတွင် တရားခံအပေါင်းတို့မှာ နှစ်ထောင်အရဝမ်းမြောက်ကြသဖြင့်တရားသူကြီးကို ရှ िख ိုးလိုရှ िख ိုးကျေးဇူးတင်စကားကိုပြောကြလိုပြောကြနဲ့အမျိုးမျိုးသောပျော်ရွှင်ခြင်းအမူအရာတို့ကိုပြလေရှိကြကုန်၏ဘာထုံးမှမူကားဝမ်းမြောက်ခြင်းဝမ်းသာခြင်းအမူအရာတို့ကို အလင်းမပြယခင်ကကဲ့သို့မတုံမလုံနေလေသည်ဤအချင်းရာကို တရားသူလေတရားသူကြီးမြင်လျင်များစွာအံ့ဩမိ၏ဘာထုံး၏အကြောင်းကိုသိလိုသောကြောင့် သူဤမိဘဆွေမျိုးနေရမှစ၍ငငယ်ကဖြစ်ပျက်ကြုံတွေ့ခဲ့ရသောအကြောင်းများကိုမိမြန်းလေသည်ဘာထုံးကမိမိအကြောင်းစုံလင်စွာတို့ကိုပြောကြားရှာ၏ဘာထုံး၏အကြောင်းကအောက်ပါအတိုင်းပင်သည်ဘာထုံးကိုမွေးပြီးသည့်နောက်ဖခင်သည်ဆုံး၏အဖေကိုဘာထုံးမမတ်မိကြီးဘာထုံးလူမှန်းသိတတ်သောအခါအဖေဟူ၍မရှိ အမေသာရှိသည်ထို့နောက်အဖေစားပထွေးကိုရ၏ ်ဆွေမျိုးသားချင်းဟူ၍မြန်မြန်ဆဆမရှိကြ၏ရှိသမျှဆွေမျိုးသားချင်းတို့မှလည်းအရက်တစ်ပါးတွင် သွားရောက်ကာလောက်ကင်စားတောင်းနေကြလေသည်ဘာထုံး၌အမေတစ်ခုသားတစ်ခု ပထွေးတစ်ခုသာရှိ၏ထိုပထွေးမှလည်းအလောက်ကင်ဆို၍မလောက်မရ၏လှုပ်ရှားများကိုသာလျှင်သုံးဖြုံးလျက်နေလေသည်ရန်ဖန်ရန်ခါမယားကိုပင်ကျိန်မောင်းရိုက်ပုတ်သည်တယံရောခါဘာထုံးဤဦးလေးတော်သူတယောက်သည် မင်းကိုမှတစ်ဖောင်ဖြင့ အေယာဝတီမြစ်တွင်သို့ဆုံဆင်း၍လာရာ မြင်းစင်ရွာသို့ရောက်လျင် နေရဟောင်းဖြစ်သောကြောင့်ခဏဝင်လေသည်ဘာထုံဆင်းရဲနေသည်ကိုမြင်လျင်တနာသောကြောင့်မိမိနှင့်အတူခေါ်ဆောင်သွား၏ထိုအခါဘာထုံမှာကိုးနှစ်သားရွယ်ကန့်သာရှိသေးသည်ရန်ကုန်ကိုရောက်သည့်တိုင်အောင်တလန်းလုံးထမင်းချက်ယူနီဝတဲချင်းလုံးကိုလောက်ကင်သွားရရှာသည်တလာခွဲကြာလျင် ရန်ကုန်သို့ရောက်လေသည် ရန်ကုန်တွင်ဆိုင်ရာတထေးများထံတစ်ဖောင်ကိုအကြပြီးလျင်မင်းကွန်းတို့အတူတကွပြန်လာကြကုန်၏မင်းကွန်းတို့ရောက်သောအခါဦးလေးနှင့်အတူတူနေထိုင်ရလေသည် နေ့စဉ်ထင်းခုတ်ရ၏ထင်းရောင်း၏ရာသုံးဝေကိုဦးလေးကသိမ့်လေသည် တနေ့တစ်နိုင်စင်ကန်ရွာတွင် ပွဲရှိသည်ဖြင့် ပွဲသွားသောအခါဝစ်စွာရန်အိမ်တအိမ်မှ လုံကြီးတစ်ထည်ကိုခိုး၏ထို့ကြောင့်ပထမအကြိမ်စကိုင်းယုံတို့ရောက်ရလေသည်တရားသူကြီးကဆုံးမ၍လွတ်သောအခါ မိခင်ရှိရာမြင်းစင်ရွာသို့ပြန်လာခဲ့လေသည်မြင်းစင်တွင်မိခင်နှင့်နေထိုင်ကြ၊ပထွေးကဘာထုံးကိုမမြင်လို့မကြည့်လို့ဖြစ်၏။တနေ့သောအခါမိခင်ကောက်ဆိုင်သွားကြ၊ဘာထုံးကပထွေးက ချိုးရီကိုအခက်ခိုင်းလေသည်။ဘာထုံးကရေခတ်မပေးသောကြောင့်အပြင်းထန်ရိုက်၏။ထို့ကြောင့်နေအိမ်မှထွက်ပြေးလာပြီးလျှင် မြင်းမူတွင်ယထာမောင်းသမားတစ်ယောက်နှင့်ဆက်မိသည်ဖြစ် ထိုယထာမောင်းသမားနှင့်ပင်အတူနေထိုင်လေသည်။ များမကြမီရှင်ဥပကုတ်ចောင်းဆောင်ရောက်၏လာရာစားရမဲတောက်ရမဲဖြစ်သောကြောင့်ចောင်းဆောင်မှပစ္စည်းတို့ကိုခိုးရရှာ၏ထို့ကြောင့်ဒုတိယအကျဉ်းယုံသို့ရောက်ရပြန်လေသည်တရားသူကြီးကလွတ်လိုက်တော့လဲသွားเสียရမရှိထောင်းတွင်နေရစေကမူမကြောက်ဟုဆို၏မတိတတ်သောကြောင့်ပေလောစင်းရဲလာသောကြောင့်ပေလောမသိဘာထွန်း၏စကားကိုကြားရသောအခါနေပိုင်းဝင်းတောင်မင်းမှာဘာထွန်းအားတနာလာသောကြောင့် မိမိအိမ်တွင်နေထိုင်မီလားဟုမေး၏နေထိုင်ပါမည်ဟုဝမ်းမြောက်ဝမ်းသာ ပြောရှာလေသည်အဝေစားအဟောင်းများနှင့်ရှေးကညဉ့်ညမ်းခဲ့သောအကျဉ်ဟောင်းများကိုပါအေယာဝတီမြကျောတွင်မျောလိုက်ရန်ပြောလေသည်ဘာထုံးလဲအာရဝမ်းသာ အေယာဝတီမြစိတ်သို့ဆင်းကအဝေဟောင်းများကိုမျောလိုက်ပြီးလျင်ရေမိုးကောင်းစွာချိုး၏ရှေးကပြုခဲ့သော မကောင်းမှုမျိုးကိုလည်းမပြုလုပ်တော့ဘဲနောင်အခါကောင်းစွာနေထိုင်ပါတော့မည်ဟုဆုံးဖြတ်လိုက်လေသည် ်ဧရာဝတီမြစ်စိမ့်မှတက်လာသောအခါဘာထုံအစ်စ်ဖြစ်၍လာ၏ဘာထုံခဝါချဖြစ်၍လာ၏ဆူဆူပြပြလည်းဖြစ်၍လာ၏တန်တန်စင်စင်လည်းဖြစ်၍လာ၏မဲနဲ့သောရုပ်ကမပြောက်ရှာပေဝင်းတောင်မင်းလည်းဘာထုံအအင်းကြီးလုံးကြီးတို့ကိုဝယ်ပေး၏ဘာထုံကဝင်းတောင်မင်း၏အိမ်မှာပင်အစေခံကလေးလုပ်၍နေလေသတည်းဘာထုံသည် ခိုးမှုမှလွတ်လာပြီးနောက်နေပိုင်းဝင်းထောင်မင်း၏အိမ်တွင် အစေခံအဖြစ်ဝင်ရောက်လုပ်ကင်နေသည်မှာ ယနေ့မှပြန်၍ရည်တည်ရှိသောနှစ်လနီးပါးရှိခဲ့လေသည် ထိုနှစ်လအတွင်းတွင်ဘာထွန်းမြည်တို့နေထိုင်ခဲ့သည်ဘာထွန်းအားနေပိုင်းဝန်တောင်မင်းမြည်တို့ထားသည်စသောအချက်များကိုရေးသားရပြီအုံးမည်နေပိုင်းဝန်တောင်မင်း၏အိမ်သို့ရောက်၍များမကြာမီအတွင်းမှပင်ဘာထွန်းမှာတသေးတမွေးဖြစ်လာ၍ပြောင်ပြောင်ရောင်ရောင်လည်းဖြစ်လာ၏တသက်လက်လက်လည်းဖြစ်၍လာ၏နေပိုင်းဝန်တောင်မင်းက သူ့အားသပွဲတို့အရာ၌ထားလေသည် အဝိစားတို့ကိုလည်းတင့်လျော်သလားဝယ်ပေး၏ဝင်းတောင်မင်းသားကလေးများ၏အဝိစားချို့ကိုလည်းပေးလေသည်ရက်နှဲငယ်တွင်တွင်ဘာထွန်းသည်နေပိုင်ဝင်းတောင်မင်း၏ရုံစရေးများနေပိုင်ဝင်းတောင်မင်း၏သားကလေးများနေပိုင်ဝင်းတောင်မင်း၏အခြားစီကံများနှင့်နှပန်းလုံးချင်းချင်းခတ်ကစားခြင်းလက်ဝတ်ထိုးသက်ကစားခြင်းတို့ကိုလည်းပြုလုပ်လေရှိသည် ဝင်းတောင်မင်းခိုင်းသမျှကိုလည်းမြန်မြန်ထက်ထက်ပြုလုပ်လေရှိသည်ခိုးကက်ခြင်းမရှိသောကြောင့်ဝင်းတောင်မင်းမှာ ဘာထွန်းအားနှစ်သက်စာပြုလာလေသည်ကဲဆယ်ချင်း၏အကျိုးကျေးဇူးလည်းပါပေ၏ဟု၍လည်းစဉ်းစားမိ၏အကယ်၍ဤကဲ့သို့ကြီးစုက မထားပါလျင် စားရမည့်ဖြစ်သောကြောင့်ရာဇဝတ်မှုကိုထပ်မံကျူးလွန်လိမ်အောင်မည်ဟု၍လည်းတွေးတောမိလေသည်နေပိုင်းဝင်တောင်မင်းနယ်လေသောအခါများတွင်ဘာထွန်းလိုက်ပါရလေသည်ထန်းတရားရှိသူတို့ကိုထန်းပိုးတရားရှိသူတို့ကို ပိုးတဲတရားရှိသူတို့ကိုတဲ၏တို့ရာတွင်ဘာထွန်းမှာ ငယ်သေးသောကြောင့်လေးလေးလန့်လန့်ပစ္စည်းများကိုအသေးမခိုင်းပင်ပင်မှန်းမှန်းအလုပ်များကိုမလုပ်ခိုင်းချေနေပိုင်းဝင်တောင်မင်းနောက်မှမကွာလက်ဖက်ရည်ဘူးနှင့်ရေဘူးတို့ကိုသာလျှင်လွယ်၍လိုက်ရလေသည်ဘိုးရဲများ၌တဲခိုးရာတွင်လည်းဘာထုံးမှပျော်ပါလျက်နေ၏နေပိုင်းဝင်တောင်မင်းကတနာသောကြောင့်သူအားမကြာခဏခေါ်ကာစကားပြောလေရှိ၏တခါတခါကြည်သေးခြင်းကိုပင် ပြုလေသည်ရှေးထက်ထက်ကမကြုံဘူးသည်ကိုကြုံရသဖြင့် ဘာထုံးမှာအံ့အားသင့်လျက်နေဤဝင်းတောင်မင်းဆိုလျင်ကြောက်စရာကြီးဟုရှေးရခါကထင်မှန်းမိခဲ့ဤယခုတွေ့မြင်ရသည်မှာဝင်းထောင်မင်းလဲသူကဲ့သို့ပင်တနာတက်သောစိတ်ထားရှိပေတကားဟု တွေ့တော့ကများများစွာဝမ်းမြောက်သည့်ဟန်နေနေဤဝင်းတောင်မင်းကမိမိနှင့်အတူမြည်မြကြအောင်နေနိုင်မည်နည်းဟု မေးတော့အခါတသက်လုံးနေပါမည်ဟုပြောကြားရှာဤဝင်းတောင်မင်းလဲဘာထုံးပေါ်၌ရှင်းနာရင်းရှိသောကြောင့် အကယ်၍တသက်လုံးသူနှင့်အတူတူနေလျင်နောင်ပါထွန်ကြီးပင်းလာသောအခါဗန္နာစိုးနေရာတွင်ထားမည်ဟုပြောကြလေသည်ဘာထွန်းကဝမ်းသာ၍မဆုံးတော့ပြီတရံတစ်ခါသော ဝင်းတောင်မင်းမန္တလေးသို့အလဲပတ်သွားခဲ့ဤဘာထွန်းလည်းအတူပါရလေသည် ဝင်းတောင်မင်း၏မိတ်ဆွေများက ကိုပိုင်မော်တော်ကားတစ်စီးနှင့် အရရက်သို့လိုက်ပို့သောအခါဘာထွန်းမှာမော်တော်ကားဆို၍တခါမျှမစီးဘူးသောကြောင့် မော်တော်ကားစီးခြင်း၏စီးစိမ်တွင်ရင်မှုလျက်နေ၏ဝင်းတောင်မင်း၏ယုံသို့အမှုနှင့်ရောက်လာသောကြောင့်သာဤစီးစိမ်မျိုး ခံစားရလေသည်အကယ်၍သာ ဝင်းတောင်မင်းယုံသို့မရောက်ပါလျှင်မော်တော်ကားကိုစီးပူးမည်မဟုတ်ဟုတွေးတော့ကအမှုဖြစ်ရသည်ကိုပင်ကျေးဇူးတင်လျက်နေ၏ထို့နောက်ဝင်းတောင်မင်းနှင့်အတူရုပ်ရှင်ယုံသို့ရောက်ပြန်၏ရုပ်ရှင်ဆိုသောအရာသည်မိတို့နေမက်မြမတိရှာသူမှာရုပ်ရှင်ယုံတွင် အကောင်းဆုံးနေရာမှဝင်းတော်မင်းနှင့်အတူကြည့်နေရသောအခါအံ့ဩ၍မဆုံးနိုင်အောင် ဖြစ်နေပေ၏ဤသို့သောနေရာသို့ရောက်နေပေသည်ဟု၍လည်းမိမိကိုယ်ကိုပြန်၍မေးကြည့်မိ၏အိမ်မက်ထဲတွင်ရောက်နေတကဲ့သို့လည်းထင်မှတ်မိရှာ၏မိမိမှာမြင်းစဉ်ကဘာကွန်းမှာဟုတ်ရဲ့လာဟု၍လည်းတွေးတောမိလေသည်ဇောကြီးများဖွဝင်တကဲ့သို့ဘဝတည်းသို့ပြောင်းသွားပြီဟု၍ပင်ထင်မှတ်မိ၏ဤသို့ဟိုနေသည်နှင့်တွေးတောနေသောကြောင့် ရုပ်ရှင်နှင်းပါသောဇလန်းစကွက်ကိုမမတ်မိရှာပေ။ဘာထုံးမှာတော၌ကြီးပင်းလာရသူဖြစ်သောကြောင့်အသက်73နှစ်ပင်ရှိပြီဖြစ်တော်လဲဝေဒကြက်တွင်ပိုက်ဆံမိမြမူးစေမိမြမက်စေမိမြရှိသည်ဝေဒကြက်ကိုလဲလျင် အနုပ်မိမြရမည်မသိရှာပေ။နေပိုင်ဝင်ထောင်မင်းလဲစိတ်ရှိလက်ရှိကြောက်စိတ်ခဲကလေးများကိုကောက်စေ၍နေ့စဉ်ပင်တင်ပြရှာ၏။ဤနည်းအတိုင်းနေပိုင်ဝင်ထောင်မင်း၏အိမ်တွင် ဘာထွန်းပြောရှင်းသာနေလေတည်းဘာထွန်းဝင်းတော်မင်းအိမ်သို့ရောက်၍သုံးလကန့်ကြာသောအခါ မိုးစာရက်တွင် ဖုံးပြီးပြန်ပွဲတပွဲကိုကျင်းပလေသည်လူအလွန်စီကားလှပေသည် ဝင်းတော်မင်းလည်းအစီကံများ၏အပေါ်တွင်အလွန်ကျင်နာတနာတတ်သူဖြစ်သောကြောင့်တယောက်လျင်မုံဘိုးတမတ်စီပေးလေသည်သုံးညမြောက်သောညတွင် ဝင်းတော်မင်း၏မုံဘိုးတမတ်ကိုယူပြီးလျင်ဘာထွန်းပွဲသို့ထွက်သွား၏ထိုညထွက်သွားပြီးနောက် ပါထုံဝင်တော်မင်း၏အိမ်သို့ပြန်မရောက်တော့ပေ။မေးမြန်းစုံစမ်းသောအခါရှေးကအသည့်ဟောင်းမိတ်ဆွေများနှင့်တွေ့၍သူတို့တရွေနှင့်လိုက်သွားလေပြီဟု၍ကြားရ၏။အချို့ကလည်းဖုန်ကြီးပြန်တွင် ရှိနေသေးကြောင်းပြောကြ၏။ဝင်တော်မင်းလည်းလူလွတ်ကပါထုံကိုအရှာခိုင်းနေသည်။သို့သော ပါထုံကဝင်တော်မင်း၏အိမ်သို့မပေါ်လာတော့ပေ။ဝင်တော်မင်းလည်းမိမိသည်ဘာထုံးအပေါ်၌လွန်စွာမှကျင်းနာကျင်းနာနာကြီးစုစောင့်ရှောက်ထားပါလျက် အဘဲကြောင့်ဘာထွန်းမိမိအိမ်တို့ပြန်မလာသည်ကိုတွေးတော့၍မရနိုင်အောင်ဖြစ်နေလေသည်မကြမကြတရိယကဘာထွန်းအသနာမိမိတို့ပင်ကောင်းရာတို့ဆွဲတင်တော်လဲစင်းရဲမိသူမှာစင်းရဲတော်တို့သာ တိုး၍ဟူ၍သာစဉ်းစားမိလေသည် ဝင်းတော်မင်းအိမ်မှဘာထွန်းထွက်ခွာသွားသည်မှာတလကန်ကြလေပြီဘာထွန်းကိုလည်းမေ့တလောက်ဖြစ်နေ၏တနေ့တော့ဝင်းတော်မင်းသည် အမှုများကိုစစ်မိဟုအမှုတွဲများကိုလှန်လို့၍ကြည့်လိုက်ရာ တရကံဘာထုံးဟု တွေ့မြင်ရ၏မိမိဘာထုံးများဖြစ်နေမလားဟုသင်္ကာမကင်းဖြစ်သည်နှင့်အသေးချာထပ်မံ၍ကြည့်လိုက်ရာအသက်73နှစ်ဟု၍ရေးသားထားသည်ကိုမြင်ရပြန်သည်ဖြင့်တာ၍ပင်အံ့ဩသွားလေသည်ဤအမှုကိုပင် လက်ဦးစစ်မြူးအမှုကိုခေါ်လိုက်ရာဘာထုံးအားမြင်ရလျင်မိမိ၏ဘာထုံးမင်ဖြစ်နေကြောင်း သိရလေသည်ဘာထုံးဘာလို့ရောက်လာပြန်သလဲမသင်္ကာလို့ဖမ်းလာတာပါဖရာဟုဖြစ်၏ တရလိုသက်တင်များကိုစစ်ဆေးသောအခါပြစ်မှုထင်ရှားသောကြောင့်ဆွဲချက်တင်ရ၏ဘာထွန်းဘက်မှသက်တင်မပြနိုင်သောကြောင့်ဝင်းတောင်မင်းလဲဘာထွန်းအားချိန်နှံပေးလိုက်ရလေသည်ကိုရပါပစ္စည်းအတကြမ်းမြသာတန်၏နေပိုင်းဝင်းတောင်မင်းအိမ်တွင်ကောင်းမွန်စွာနေထိုင်ရပါလျက်ထိုအိမ်တွင်မနေနိုင်ပါဘဲထိုအိမ်မှထွက်ပြေးပြီးလျင်သူတကာထံမှတကြမ်းမြသာတန်သောပစ္စည်းကိုခိုးခြင်းမှာစားရမယ့်တောက်ရမယ့်သောကြောင့်မဆိုနိုင် စင်ရဲသောကြောင့်ဟုမဆိုနိုင်သူရကာကသွေးဆောင်သောကြောင့်ဟုမဆိုနိုင်မွေးကလေးကပင်တခိုးနှက်ခတ်နှင့်မွေးလာသောကြောင့်ဖြစ်သည်ဟုရေးသာဆိုရန်ရှိတော်သည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ